ို့တွေ့ရတော့ဖရာတို့ကလူစိုးကိုင်းဖြစ်သွားပြီ။ဘိုးဆာနဲ့တက်ဖက်တဲ့ဖြစ်သွားပြီ။ခင်ဗျားတို့ကခင်ဗျားတို့ကစစ်မတိုက်ပဲနဲ့အလကားအာနာလိုချင်တဲ့လူတွေ။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြာရှုံးရမည်။မြန်မာနိုင်ငံအရေးကျွန်မပြောချင်တယ်အခုဖြစ်နေတာမြန်မာနိုင်ငံเนาะအကုန်လုံး ိုတော့တော်လိုင်းကြီးစလောက်တော့လူတွေပြောက်သွားတဲ့လူတွေဟုတ်အမှုကြီးပေါ်ထွက်လာပေါ့နော်ဒါကြီးကြားတာပေါ့နော်ဟိုဘုံမှုထိန်တော်ဦးလို့နော်ထိန်တော်ဦးလို့နောက်တော့ဥကပြာလို့ကျွန်မသိတယ်အဲ့ဒီဒီငငယ်ရေးစလုံးတော့ ျောက်ထွက်သွားတဲ့အမျိုးတွေနောက်ဆုံးတော့အခုဆက်ဆက်နဲ့တရင်တွေတက်လာတယ်ဆိုတော့ကြားတာစိတ်မကောင်းဘောเนาะဒါပေမဲ့နိုင်ငံကြီးလောကအရန်ကိုရှုပ်ထွေးတာလူတွေကအာဏာရရှိဖို့ပဲကြီးကြတယ်အာဏာရရှိဖို့ပဲကြီးကြတယ်မငင်ညို့ကြဘူးမငင်ညို့ကြဘူးအခုအခု မြုပ်ချမ်းတက်ဖြတ်မှုတွေပေါ်လာတဲ့အဖွဲ့အစည်းတွေကြားတော့စိတ်မကောင်းအော်အဲ့လိုတော့မလုပ်လုပ်ကြရဲပေါ့နော်နိုင်ငံရေးရအရင်ညစ်ပတ်အဲ့ဒါကြောင့်မို့ကျွန်မပြောတာလေသူတို့လုံမနေတာအနာရရှိရေးပဲလုံပန်းနေကြတယ်စိတ်စီတယ်နာတန်တန်နဲ့မလုံဆောင်ကြဘူးမလုံဆောင်လုံးဝမလုံဆောင်ကြဘူး အဲ့တော့အခုကြားတဲ့အတိုင်းပဲနော်ဘယ်အဖွဲ့အစည်းကနေဘယ်ထဲမှငငယ်စလှုပ်ရှားလာတာအသက်ပေးဆက်လိုက်ရတာအဲ့တော့အခုအဲ့ဒီတောင်ပိုင်းကမြောက်ရင်းနဲ့မြေအားကြီးရှုပ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ထပ်ပြောချင်တယ်အားကြီးရှုပ်တယ်ဘာဖြစ်လို့ဆိုတော့အဲ့နေရာလဲထဲမှာ တကယ်တိုက်နေတဲ့စင်အာနာရှင်ကိုတကယ်တိုက်နေတဲ့လူကြီးယခုအချိန်မှာတတိအယံကြီးဖို့လိုပါတယ်နောက်ထပ်အသက်မဆုံးရှုံးစေခြင်းတော့ပါဘူးကျွန်မပြောချင်တာတကယ်လုံနေတဲ့မြေပြင်မှာလူတွေထပ်ပြီးတော့ဆုံးရှုံးရမှာကျွန်မမကြားချင်တော့အဲ့တော့အဲ့နယ်မြေကဘာလဲဆိုတော့အဲ့နယ်မြေကမာဖီးယားနယ်မြေဖြစ်သွားပြီကြည်ရင်နေရာ သူတလူငါတမင်းဖြစ်နေကြတယ်။ကိုအရင်ခေတ်ကသိခွဲချင်းခံထားရတာ။ဒါကိုသူလူမျိုးတွေကအုံနှောက်နေကြတယ်။မစင်းစားကြဘူး။နော်။ဆင်အာနာရှင်ရိုက်သွင်းတဲ့အတိုင်းအခုထက်တိသူတို့မလှုပ်ရှားနေတော့။နော်။လှုပ်ရှားနေတော့။ပြီးတော့အိမ်ငယ်မြေကလည်း အမဲအောင်နေမိဖြစ်ဒူးစရိုက်လုပ်ငန်းနေနဲ့ကြီးစိုးတဲ့နေရာသူတို့နေမိမှာကအလုပ်မရှိတော့ဒီဒူးစရိုက်လုပ်ငန်းနဲ့ကြီးစိုးတဲ့နေရာဖြစ်သွားတော့နော်အဲ့တော့ဒါတွေဟာအခုဒီနေ့ကြားလိုက်ရတဲ့တရင်ကနော်တရင်ကကျွန်မပြောနေတယ်ပြောနေတယ်အဲ့ဒီဒီဘယ်လိုခေါ်လဲဥက္ကပြတေွားတာလဲ NUCC ကလူတွေပေါ့နော်အဲ့လိုအဲ့လိုကျင့်သုံးနေတဲ့လူတွေပေါ့နော်ဒီစင်အာနာရှင်ဇယိုက်အတိုင်းကျင့်သုံးနေတဲ့လူတွေရှိရဆိုတဲ့ကအဖွဲ့အစည်းတခုလုံးကပြတ်ထွက်သွားတာနာမည်ပြတ်ထွက်သွားတာပေါ့ဒီအဖွဲ့အစည်းရဲ့နော် ပြီးတော့ဒီဘယ်လိုခေါ်လဲဥကပြားကျင်လည်နေတဲ့နေရာမှာပုံငကားတွေနဲ့လည်းဆက်ဆက်နေရဲဆိုပုံငကားနားသွားပြီးအပြန်ပါဒီဘယ်လိုခေါ်လဲအဲ့ဒီပပပတုံလုံးမှာစောပါလေအဲ့ဒီအဲ့ဒီအကောင်မနာမကြီးပဲသူကနော်သူ့အိမ်အောက်မှာလဲအလောင်းတွေအများကြီးတွေ့တယ် ဆိုတဲ့သတင်းတွေကထွက်လာတယ်။နော်အဲ့လိုအိုက်ဒါကိုကမြေပြင်မှာမချုပ်ကင်နိုင်ဘဲနဲ့ဘာဖြစ်လို့လို့ပေးထားလဲလို့စဉ်းစားနေရမရှင်းနိုင်အစတွေကဘာလို့ထူထောင်တာလဲခင်ဗျားတို့ဒီလိုလူမျိုးခင်ဗျားတို့ထားထားလဲဆိုတာ ဇော်မျိုးလားဇော်ဘာလဲမသိဘူးခဏမထားထားဘူးလေဟဲ့မကင်နိုင်ဘဲနဲ့ဒီဒီဘွားစည်းကိုဘာလို့လောက်ကြတာလဲအော်ဒီလိုလူကောင်းတွေတတ်ခံပြီးတယ်ဆိုတာဘလို့အမှန်တရားလောက်တဲ့လူတွေတတ်ခံပြီးတယ်တော့ဒီအဖွဲအစည်းကဘာအဖွဲအစည်းလဲ ဖွဲ့စည်းလဲကျွန်တော်မေးချင်တယ်အဲ့ဒါဘယ်လောက်ကြောက်စရာကောင်းလဲဟမ်တတ်လိုက်တယ်ဆိုတော့တတ်လိုက်တယ်ဆိုတော့ဘုန်းကားတို့နဲ့အစတည်းကပြဿနာဖြစ်တဲ့ဟာတွေကျွန်မလိုက်မှာအမြဲကြည့်ရတယ်အမြဲကြည့်ရကျွန်မအဲ့တော့ဒီဇောနာမည်ကျွန်မလည်းတေးချာမှတ်ထားအောင်ဇောတလုံးတော့ပါတယ် ီကောင်တော်တော်ဆိုးတာအဲ့ဒီလူကိုမနှိတ်ကော့ပဲနဲ့ဒီတိုင်းထားထားတယ်ဆိုတော့ခင်ဗျားတို့တရားဥပဒေရလည်းအရေးမယူနိုင်ဘူးတရားဥပဒေရအရေးမယူနိုင်လို့ရှိရင်ဘာဖြစ်လို့မြေပြင်မှာထားထားလဲဒီကောင်ကိုနောက်ဆုံး ဒီဘလို့ခေါ်လဲပုံငကားသာသူ့အသက်အန္တရာယ်ကိုသူမမကယူမဆိုင်ဉာဏ်ပြေးလို့ဘူးဆိုရင်ဒီကောင်တတ်မှာပဲခင်ဗျားတို့အဖွဲ့ရကျွန်တော်ဖွဲ့ရတတ်မှာပဲကျွန်တော်ဖွဲ့လူကောင်းတွေလိုက်တတ်နေတာလေဥက္ကပြောင်းလဲ လူကောင်းနေဆိုတာဘသူတွေလဲဆိုတာလေအားလုံးကိုယ်ကိုယ်ပြပြထွက်သွားပြီသားနော်အမှန်တရားပြောနေတဲ့လူတွေခင်ဗျားတို့အတွက်ယံသူဖြစ်သွားတယ်အဲ့ဒီခင်ဗျားတို့အဖွဲ့အစည်းကအမှန်တရားပြောတဲ့လူကိုယံသူဖြစ်သွားတဲ့ဆိုတာကခင်ဗျားတို့ကစစ်တပ်လက်အောက်ခံပုံစံဖြစ်သွားတယ်တခြားစစ်တပ်ကလာတတ်တာမဟုတ်ဘဲနဲ့ဒီလိုလောက်ကြံတက်ဖြတ်ချင်းခံရတယ်ဆိုတာကြီးကကြားလိုက်ရတာက အရန်ကိုရိုင်းဆိုင်နေခင်ဗျားတို့အဖွက်ကညတော့မထိန်နိုင်မင်းလည်းဘာဖြစ်လို့ဒီဒီအဖွက်စီကိုဖွက်တယ်နိုင်ငံတော်လာနေဆိုတာဟင်ဟုတ်လို့ရမှားတယ်ကျုပ်ပြောရမလားစရတယ် ဒါကိုခမည်းတော်ဆက်ပြီးဖတ်တွယ်နေသေးတယ်။နောက်ဆက်ဖတ်တွယ်နေသေးတယ်။ခုခမည်းတော်ဘယ်တော့ဘလို့မှအလုံးမလုံးဘူးပေါင်းစည်းဖို့ကိစ္စ။ခမည်းတော်ခမည်းတော်ဒီ NCC နဲ့ NCC လက်မှတ်ထိုးထားတဲ့ကရင်နဲ့သွားပေါင်းစည်းပြီးတော့လှုပ်ဆောင်မယ်လို့လှုပ်လာတယ်။ အတလူကြီးထွက်နေတဲ့ပြည်တန်ကိုမလုံနိုင်ဘူးအစီလက်မှတ်ထိုးထားတဲ့ကရင်နဲ့သွားပေါင်းစည်းပြီးတော့တိုက်မယ်လို့ပြောနေဗဇက်ကပဲတိုက်နေတယ်အဲ့မာဖီးယားဂိုင်းနေရာပဲပြန်ရောက်သွားတယ်အဲ့လောကထဲပဲပြန်ရောက်သွားတယ်ခင်ဗျားတို့ DMCA လက်မှတ်ထိုးတဲ့အဖိုးကြီးတွေကဘမအလုံးလုံးလို့လဲစစ်တပ်နဲ့ပေါင်းလို့နေတာလေဒါကိုခင်ဗျားတို့ကသွားပေါင်းစည်းရဲဆိုတော့ခင်ဗျားတို့အတွက်မဟုတ်သေးဘူးတိုင်းပြည်ပေါ်မှာခင်ဗျားတို့မယုံသားဘူးကရင်မှာဘယ်ဖွဲ့ရပါပါတုတ်အောင်တည်တယ်ကျွန်တော်အောင်တည်တယ်အောင်တည်တယ်နော် ဒါတွေကမဖြစ်သင့်တဲ့အရာတွေစစ်တပ်ကလုတ်ကြံနိုင်ငံရေးလုံနေတဲ့လူတွေအချင်းချင်းကြလုတ်ကြံတပ်ဖြတ်တော့အဖွဲဘယ်အဖွဲကဘယ်အန်ဂျူကျမပြောချင်ပြီခမည်းမတိုက်ပဲနဲ့ခမည်းနေနေရဆိုတော့ခမည်းတို့ကကော့ကိုအစိုးရတရားဖွဲ့ချင်းဖွဲ့ပေါ့နော်အချိန်ကြလာလို့ကဖြစ်ပါလို့ရှိရင်တော့ခမည်းတို့အတွက်တော့ခမည်းတို့ကလူစိုးကိုင်းဖြစ်သွားပြီ โอ้สามเนี่ยตะผัดแล้วเผียวอ่ะไอ้มาตะสุ NCC ลาไม่ติปอเนาะลูตัดหมู่นี่แหละขะมารู้จู้หล่นน่ะซอแท้ซอแท้เนาะซอแท้ก็อุอุกะเปียโอตะเนี่ยอตูอุกะเปียเปี่ยวตัวละซอแท้กิซะไอ้นี่มาดีบลูขอแลอีอืมสกายไตแน่มาปอเนาะสุดแล้วไอ้อหมู่เนี่ยขะมารู้ตะเพี้ยๆปอล่ะยกลงปอล่ะ ပေါ်လာတဲ့အတွက်ခင်ဗျားတို့ကိုကျုပ်ဟောခင်ဗျားတို့မဖုတ်မဖြုတ်မှမဖြုတ်နိုင်ဘူးမဖြုတ်နိုင်တော့ခင်ဗျားတို့မတိုက်နိုင်ဘူးမတိုက်လည်းမတိုက်ဘူးသူများတိုက်တော့ခင်ဗျားတို့ကအသာလေးစံစားမဲ့အကောင်အာနာရဖို့လောက်ပဲခင်ဗျားတို့တည်တာအဲ့ဒီအတွက်ကြောင့်ခင်ဗျားတို့အကြောင်းကောင်းကောင်းသိပါလေအဲ့တော့ခင်ဗျားတို့ကဆက်အာနာရှင်နဲ့တူတူပဲခင်ဗျားတို့ဘာမှမလုပ်တတ်ပြင်နေဘူးခင်ဗျားတို့ကို ဟာခင်ဗျားတို့အာနာရအောင်အဖွဲစည်းဖွဲ့ဖို့အုပ်ချုပ်ရေးအပိုင်းမှာဖွဲ့ဖို့ပဲခင်ဗျားလောနေကြဖွဲ့လို့ဖွဲ့ခိုင်းတာပဲမလို့မဖွဲ့လေခင်ဗျားတို့ခိုင်းတာပဲကျုပ်တို့ဖွဲ့ခိုင်းနေလေခင်ဗျားတို့မလို့မဖွဲ့လေခင်ဗျားတို့ခင်ဗျားတို့မဖွဲ့တာဟမ်ခင်ဗျားတို့တရှင်းနေဆိုလို့ရှင်ဒီမှုတွေလောက်တဲ့လူတွေခင်ဗျားတို့ဖယ်ရှားမှာအစတည်းရ ဖယ်ရှားမှာအခုလက်ခမားတို့မတိုက်ပဲနဲ့ KNU နဲ့သွားပေါက်စီတယ် KNU NCC NCA တွေနဲ့သွားပေါက်စီတယ်အဲ့ဒီကခမားတို့ကခမားတို့ကခမားတို့ကစစ်မတိုက်ပဲနဲ့အလကားအာဏာလိုချင်တဲ့လူတွေဟမ်ထွက်ပြောကြလေဘာလို့ထွက်မပြောကြတော့လဲအစတုန်းကလေ ခရော့တက်တွေဘာလုံနေကြလဲအံ့ဩတယ်အဲဘတ်ဂျက်တွေကောက်ပြီးတော့ခင်ဗျားတို့ရတဲ့ဘတ်ဂျက်တွေကခင်ဗျားတို့အိတ်ကခင်ဗျားတို့ထည့်ကြတော့ဟုတ်လားအဲ့တော့အဲ့တော့ဒီတော်လိုင်းကြီးကအချိန်မကြာသေးမကြာပြီးတော့ဆွဲစားနေဆွဲလှုပ်စားနေအဲ့တော့ခင်ဗျားတို့အတွက်ကတော့ တော်တော်ရဲမှာအနှောက်ရှက်ဖြစ်သွားတာပေါ့အနှောက်ရှက်ဖြစ်သွားတာပေါ့အခွေလေးဟာအိုးကိုကောင်းလိုက်တာကျမတော့စူးစီးမဲ့ထင်းနေကြအေးစစ်စစ်ပေါ့နော်စူးစူးစီးစီးနဲ့ဝိုင်းပြီးတော့တိုင်းသားတွေလည်းမြတ်မြတ်တတ်တာခေါ်ပြီးတော့အလုံးလုံးမယ်လို့ကျမထင်ခဲ့တာထင်ခဲ့တာတွေကအလကားဖြစ်ကုန်မှာခင်ဗျားတို့ အခုသူများဟိုအဖွက်ဖွဲ့တာလဲခင်ဗျားတို့ဟိုဘယ်လိုခေါ်လဲဖွက်ဖွဲ့တာလဲခင်ဗျားတို့မလုပ်မပေါင်းစည်းဘူးပေါင်းစည်းလို့ခင်ဗျားတို့ဘာဖြစ်သွားမလဲတိုင်းရင်းသားတွေဒီလောက်ရှိတဲ့ဟာခင်ဗျားနားလည်ရမယ် ရှမ်းတို့ဒေါ်ဆတ်စုကြည်ချမှတ်ထားတဲ့ဒေါ်ဆတ်စုကြည်အောက်မှာသွားတဲ့လူတွေဒီတချို့ပါတယ်ဒေါ်ဆတ်စုကြည်လက်ထက်အဲ့မူတွေဝါဒတွေကိုခင်ဗျားတို့ဘယ်ဘယ်ဖျောက်ပလိုက်လဲဘာလို့မချစ်တော့ကြလဲဟမ်ဘာလို့မချစ်တော့ကြလဲခင်ဗျားတို့ဟမ်ကျွန်မမေးချင်လိုက်တော့မကျင့်လုံးကြဘူး။အော်အော်ကောင်းလိုက်တာ။ ပေါ်လေးကိုယ်တဘောနဲ့ကိုယ်စိတ်နဲ့ကိုယ်ကိုယ်ကလုံးလုံးဆောင်ကြပါနော်။ဒါကြောင့်စူးစီးလို့မရဘူးဆိုတော့လဲလက်လွှတ်လိုက်ပြီပေါ့။ဒါမဲ့တော်တိုင်းပြီးသွားတဲ့အချိန်ကခင်ဗျားတို့ဝင်လာဆက်စုလို့တော့မရတော့ဘူးဆိုတာသိထားပါနော်အဖြေပေါ်လာလိမ့်။တော်လိုင်းပြီးသွားတဲ့အချိန်ကျရင် ို့လှုပ်ဆောင်နိုင်မယ်ဆိုပြီးတော့လေကြွားပြီးတော့ထိုင်နေတာလေနောက်ဆုံးလူတက်တဲ့အမှုတွေပဲပေါ်လာတယ်တော်လိုင်းရေးအချင်းချင်းအဲ့လိုညစ်ပတ်တာခင်ဗျားတို့အုပ်စုပဲတူဘူးလေရှင်စရာကောင်းလိုက်တာဆင်းနာရှင်တဲ့အောင်ဆိုးသေးတယ်တော်ရမငယ်ငယ်လေးတွေနဲ့တည်သွားတဲ့လူတွေနော် နောက်ပြီးတော့ပိုဂျင်မီတို့နိုင်ငံရေးလှုပ်တဲ့လူတွေခင်ဗျားတို့နဲ့တန်းနဲ့လှုပ်တဲ့လူတွေတည်သွားတာခင်ဗျားတို့ social မရှိဘဲနဲ့အတူမယူဘဲနဲ့ social မရှိတဲ့လူတွေ social မရှိဘူးအာနာပဲယူကြတဲ့ကောင်အလုံးမဆိုလို့နော်ပြောချင်တာက မြမပြည်မှာเนาะဒီတိုက်နေကြတဲ့လူတွေပေါ့เนาะအဲ့ဒီတိုက်ပြီးဒီဥစားတွေပေါ့ဟိုပြည်သူကကိုရေးတက်တယ်ကျွန်မပြောမယ်เนาะတိုက်လို့မရရင်မတိုက်နဲ့မတိုက်နဲ့เนาะမတိုက်ကြနဲ့ကျွန်မဘယ်သူကနေမြေအပြည့်အစုံရမှာ မင်းအောင်လိုင်းကိုဒီစစ်ပွဲတွေကိုအတိမတ်ပြုလို့ရမှာလဲအလုံး completely နည်းမြေတွေအကုန်ရမှာ PDF တွေကသူ့ကိုဖယ်ရှားနိုင်မယ်လို့ပြောနေကြတဲ့စကားတွေဟမ် PDF တွေတိုက်နေရတဲ့ဆိုတာကဥစားပြည်သူ့ကောက်ွယ်ရေးတပ်တွေကတိုက်နေရတဲ့ဆိုတာကသူတို့ခွန်အားနဲ့သူတို့အင်အားနဲ့သူတို့ ဘာထောက်ပံ့မှုမှမရှိဘဲနဲ့သူတို့အရေးချင်းနဲ့သူတို့တိုက်ခိုက်နေရတာဒါကိုပြည်တွင်းမှာဒီဘယ်လိုခေါ်လဲဒီပြည်သူ့ကာကွယ်တပ်တွေကိုနော်တပ်တွေကိုအင်အားအာရော့ဝါအောင်ပြိုးစရာအကြောင်းမရှိဘူးခိုင်းလို့မရတဲ့နေရာထားခဲ့လိုက်ပြဿနာမရှိဘူးဟမ်အလုံးရမှာ မရောက်လိုင်းကိုဖယ်ရှားလို့ရမယ်လို့ဘသူကပြောလဲဟမ်ဘသူကပြောလဲဟမ်ဘလို့လုံမယ်ဘယ်လို့ဘဲဝါလုံမယ်ဆိုတဲ့စကားတွေထွက်လာတာဟိုကလည်းဘလောက်ပဲရသေးတယ်ရခိုင်ကလည်းကြောက်ဖြူကိုမရသေးဘူးเนาะ KIA ကလည်းဘာဝင်မရသေးဘူးတနင်္သာရီကလည်းဘိတ်ကော့တောင်းနေမရသေးဘူး ဟမ်ဒီဥစ္စာလဲဗကရင်ကလဲဗာမရသေးဘူးဘယ်နေရာမရသေးဘူးဘသူမှဘသူကမှတတ်မှတ်ထားတာမဟုတ်ဘူးအားလုံးရမှမြန်မာပြည်ဝင်ရမယ်ဆိုမတိုက်ပဲနဲ့ထိုင်နေတဲ့လူတွေရဲ့စကားထွက်လာတဲ့စကားတွေอ่ะเนาะအာပြီးသူကကိုရေးတက်တယ်ကိုအင်းအာရောအောင်စကားပြောเสียရအကြောင်းကိုမရှိတာ တို့မှာ activity ရှိပြီးသား active ရှိပြီးသားတို့မှာနော်ဒီဒုက္ခကိုရတက်တယ်မှာ active ရှိပြီးသားတိုင်းရင်းသားတွေမှာလည်း active ရှိပြီးသားဟမ်တိုက်နေတဲ့လူတွေကိုအင်အားယုံအောင်ပြောရဲပြောရမယ်စကားဆိုမဟုတ်တာတွေစကားတွေထိုင်ပြောနေတာတွေဟာအတိတ်ပဲမရှိတာတွေတိုက်လို့မရတဲ့နေရာတွေထားခဲ့လိုက်အမလေး ကြီးကျယ်ခန်းနိုင်လို့ပြီးတော့ပြဿနာကြီးတစ်ခု အကြီးလို့ပြီးတော့ပြောနေလဲအလကားပဲတိတ်ပဲဘာမှမရှိဘူးနည်းနည်းပေါ်ပါစဉ်းစားဆင်ခြင်ပြီးတော့ပြောရမယ်ဆိုတာလဲနားမလည်ကြတဲ့လူတွေစကားကိုတိုက်နေလက်တွေလှုပ်ဆောင်နေတဲ့လူတွေအင်အားယော့အောင်စိတ်ချကြသွားအောင်လေဖန်တီးနေကြတဲ့ဟာဒီနော်ဖန်တီးနေကြတဲ့ဟာဒီပြီးတော့ဒီကရင်တိုင်းရင်းသားတွေအဲထဲမှာလဲမငင်ညွတ်တာတွေ တကယ်တိုက်နေတဲ့လူတွေလုံးဝဒုက္ခရာ that about that you don't care သူတို့ကသူတို့သုံးဘွယ်ပဲဖြစ်ဖြစ်ဆယ်ဘွယ်ပဲဖြစ်ဖြစ်သူကသူမြောက်လိုင်းဘက်ကဘယ် NCC NC အစတည်းကကျွန်မပြောတယ်မလား NCA လက်မှတ်ထိုးထားတဲ့အခိုးကြီးတွေရဲ့ knowledge ကလေအုံနောက်ထမ်းမှလေဟိုဟာဟိုဟာတွေပဲရှိတယ်ရိုင်းရိုင်းမပြောချင်ဘူးစကားဘူး ဟမ်အတိတရားဆိုမရှိတဲ့လူဒန်းစားတွေနဲ့ပြောလို့လည်းအလကားပဲเนาะဟိုဥစားပြောလိုက်မယ်ဆိုလို့ရှိရင်လည်းဒေါသတွေထွက်ပြီးတော့ဟိုမဟုတ်ကဟုတ်ကတွေထွက်ကုန်အဲ့တော့သူတို့ကအတိတရားမရှိဘူးအသက်ကြီးပြီးတော့သေးခါနီးတော့မှအသက်ထွက်ခါနီးနေတော့မှသူတို့ကစောက်တိမရှိတဲ့လူဒန်းစားတွေဟမ်ဟမ် တို့ဟာတို့ဆယ်ဘွယ်ဘွယ်ဖွဲ့ဖွဲ့အဖွဲ့တရားပဲဖွဲ့ဖွဲ့မင်းအောင်လည်းနဲ့ပဲပေါင်ပေါင်တကယ်တိုက်နေတဲ့ကလေးတွေတကယ်အသက်ပေးနေရတဲ့ကလေးတွေလောက်ကြံတဲ့လူတွေရတဲ့အဖွဲ့ထဲမှာဟိုဆာစတူသားသားစားနေတဲ့အကောင်တွေရလည်းအများကြီးနားလည်ထားကြခဲ့တာအဲ့ဒါကြောင့်မလို့ကိုအသက်အန်တရဲ့ကိုသားအတိကဂယုဆိုင်ဖို့လို့တယ်အခုပြီးတုကကိုရေးတတ်တယ်တကယ်တိုက်နေတဲ့ခလေးတွေ လူကြီးတွေပဲဖြစ်ဖြစ်ဘယ်အရွယ်ပဲဖြစ်ဖြစ်เนาะအမှန်အတန်တိုက်နေတဲ့လူတွေရဲ့အသက်တန်ဖိုးတိနင်တို့အသက်ဆယ်အသက်လူတရာနဲ့မလဲဘူးဆိုတာသိချကြတိချကြဘလို့လုံးမလဲဟိုဟိုတနင်္သာရီကလည်းဘိတ်ကော့တောင်းနေမရသေးဘူးဟမ်ဟိုမွန်မွန်ပြည်နေကလည်း အိုးစာပါလဲဟိုကရင်ပြည်နယ်ကလည်းအိုးစာမရသေးဘူးမြောက်ဒီကိုမရသေးဘူးအာရှလမ်းကိုမရမရလို့ဘာဖြစ်လဲမရတော့ဘာဖြစ်လဲဟမ်ဘာဖြစ်သွားလဲလို့မေးတယ်ဘာဖြစ်သွားလဲခင်ဗျားတို့လုံနိုင်ထလုံလीခင်ဗျားတို့လုံနိုင်ထလုံလीထလုံလို့ဝဲခန်းလို့ပေါ်ထားပြီးသားဟာတို့ကလုံနိုင်ရင်လာလောက်ကြလीဟမ် ဘာဖြစ်လို့လုံနေတဲ့လူတွေကိုအင်အားယုတ်အောင်စကားပြောစရာခမည်းတော်ကခမည်းတော်ကစတုသားစားတဲ့အကောင်လေးစတုသားစားတဲ့အကောင်လေးပြောစရာအကြောင်းကိုမရှိတာမပြောမဖြစ်လို့ထပြောတာအခုကိုကကိုအိုးကိုလုံနိုင်တယ်လို့လုံပြီးလို့ရှိရင်တို့ကတို့လုံချင်တယ်လို့လုံနေတယ်တနေ့ကျအဖြစ်အခုကမဟုတ်တော့ဘူးဒီ ဒီလိုအဖွဲအစည်းတွေကလည်းเนาะမင်းအောင်လှိုင်လို့ ਨੇ တစ်ဖက်တည်းပစပောက်ကထွက်လာကြတာအကောင်လေးထွက်လာကြတဲ့အကောင်လေးဘယ်အဖွဲသာမလဲသာတဲ့အဖွဲကိုခုံကူးကိုစဉ်းစားနေတယ်ဟာဒီလူများတိုက်တဲ့ဟုတ်စားအောင်အချောင်းဝင် ဝင် အပရေးတာခုံမဲ့အကောင်လေး ရေးသားခိုးပြီးတော့အချောင်အာနာရဖို့ပဲကြည်နေတဲ့အကောင်လေးတလောက်တောင်အတိတရားနဲတဲ့စုစည်းမှုသူခမရတော့မစုစည်းခြင်းနဲ့စုစည်းနေစစောက်ရလို့လည်းမဆိုင်ဘူးနားလဲလားနားလဲထားကြတစ်ဖက်ကတိုင်းရင်းသားတွေကစုစည်းမှုရှိအောင်အမျိုးမျိုးပြောနေတယ်လူလူပြောပြနေတယ်နော်လူလူပြောပြနေတဲ့အကောင်လေးကခွေးဆက်ခင်းနေကြတယ်ရော လူလို့ပြောပြလို့မရတဲ့ဟာဒီကိုထားခဲ့လိုက်လုံးဝစောက်ယူဆိုင်စရာမလိုဘူးလုံးဝစောက်ယူဆိုင်စရာမလိုဘူးအေးတစ်ချိန်ကြလာလို့ရှိရင် အာနာရသွားတဲ့ချိန်ကြလာအဖြေပေါ်လိမ့်မယ်ဆိုတာသိထားကြပြီးရင်လပုတ်ကြီးက40ဒီစတူသားစားနိုင်တဲ့အကောင့်လေးစောက်ကျင်မကောင်းတဲ့အကောင့်လေးအာနာရရှိဖို့လောက်ပဲတည်တယ် ဘသူကဘလို့ဖြစ်နေတယ်ဘလို့ဖြစ်နေတယ်ဒီမှာဥစားတချက်တိုက်နေရတဲ့လူတွေကို အာမနာစောက်တိမရှိပဲစကားတွေပြောနေတာအပဲကတိုက်နေတိုက်လာတဲ့လူတွေကဘလို့မြေပြင်မှာတကယ်လက်တွေ့လုံနေတဲ့လူတွေကိုမညာမတာစကားကိုလူဘဝဝါနဲ့စကားလာပြောနားမလဲပဲနဲ့သူတို့ကတတ်တယ်သူတို့ကတိတယ်ဆိုတဲ့ပုံစံနဲ့တုတ်တူလည်းတတ်လို့တိလို့ပြောတာမဟုတ်ဘူး အမြင်မတော်လို့ထားပြောတာအတိမရှိကြလို့ထားပြောတာတုတ်တုတ်လဲဘယ်ဘယ်အာနာဟိုစာအာနာရှင်ဟောဘယ်ဘယ်နေရာနေလာတဲ့လူမဟုတ်ဘူးကိုအတိနဲ့ကိုကိုကိုအုံနောက်နဲ့ကိုစဉ်းစားဆင်ခြင်တွေးတော်ပြီးတော့နေတဲ့လူလူတန်းစားနဲ့လောက်ရမယ်ဆိုတာနားလေလို့ထလောက်တာခင်ဗျားတို့ နိုင်ငံကြီးတွေမှာနေပြီးတော့အာဂရီချာစားတဲ့အလုပ်တွေလှုပ်ရှားနေတဲ့လူထန်းစားတွေကနေမြေထဲမှာဥစားဟို KNU နေမြေထဲကိုခိုးလုံကြပြီးတော့အဲ KNU နေမြေထဲကခိုးလုံသွားတဲ့တကယ်အမှန်အကန်နိုင်ငံရေးလုံနေတဲ့လူတွေဘလောက်သိနေမယ်ဆိုတော့ ရေတွက်လို့မနိုင်ဘူးအဲ့ထဲမှာအစာဖြောက်တာတွေနဲ့မရေတွက်နိုင်တော့ကလိုက်မမမပေါ်လာတဲ့လူတွေအများကြီးရှိတယ်သူဥငါရင်ငါဥတန်ငါဥအရင်ဆိုပြီးတော့လှုပ်ရှားနေတဲ့လူတွေ 妈妈刚刚那个一路进来谁没洗脚呢，老我弄完了。